အပိုင်း2081ရဲ့အဆောင်မှာတော့ခါဝါမဆုကရိုက်ဆိုကိုဒီမြင်ကွင်းကိုသာသခင်ကြီးဟိုရန်တယောက်မြင်မယ်ဆိုရင်ဂျင်းနန်းဒီမှာပဲဆိုပြီးပြောနေခဲ့ပါတယ်။ဒါပေမဲ့ရိုက်ဆိုကတော့ဘီယာဝက်ကိုကိုင်ပြီးဒါနဲ့အုံငူနေခဲ့ရင်အိုရန်ကိုလွမ်းဆွတ်တန်းတာတရီရနေခဲ့တာပါ။အဲ့ဒီချိန်ပွဲတော်ရဲ့တနေရာမှာတော့ရှီနိုဘူကသူမနဲ့အတူပါလာတဲ့ဘန်ဒီတရားလုံးလေးတွေကိုဂလီရီကိုကျွေးနေပြီးတော့ဂလီရီကလည်းပျော်ရွှင်စွာစားတောက်နေကြပါတယ်။ဒူးဒော့စတုန်းကတော့ဘီယာရီကိုစပိုးနေအောင်တောက်နေတဲ့ကပ်ပိုက်ပါကိုကြီးကအံ့ဩနေချိန်ကပ်ပိုက်ပါက သူအနေနဲ့ဒီလိုရာသာရှိတဲ့စားစရာတွေကိုမစားရတာကြာပြီဖြစ်တာကြောင့်အခုလိုမျိုးစားတော့နေရဖြစ်ကြောင်းပြန်ရှင်းပြပါရစေ။တဖက်မှာလည်းဒန်ဂျီရိုတယောက်ကောင်းကင်ဘုံကထွက်ပေါ်လာတဲ့မိဘန်းတွေကိုကြည့်ရင်သူကအရက်တောင်နေခဲ့တာပါ။အဲဒီချိန်ယုတ်တိရဲ့လေရူးကပြောင်းလဲသွားတာကိုသူတို့အားလုံးသိရှိသွားခဲ့ပြီးရောက်ရရက်ကနေမျိုးရဲ့အဝင်ဝါကိုလာကြည့်ကြပါတော့တယ်။ဒန်ဂျီရူကတော့လူဖီနဲ့ချားသူတွေအားလုံးကအခုချိန်မှာဒဏ်ရာတွေမပြောက်ကင်းသေးတာကြောင့်တကယ်လို့တစ်ခုခုဖြစ်လာမယ်ဆိုလို့ရှိရင်သူတို့ဘာသာပဲကင်တွေ့ပြီးဖြည့်ရှင်းကြရမယ်လို့ဆိုပါတယ်။ ။နောက်ပြီးပွဲတော်ကိုလည်းလုံးဝပြည့်စည်ခံလို့မရဘူးဖြစ်တာကြောင့်ဝါနိုတိုင်းပြည်ကိုကာကွယ်ဖို့ကငါတို့တာဝန်ပဲဆိုပြီးရှင်းပြလိုက်ပါရီ။အဲဒီအချိန်တစ်ဖက်မှာတော့ရိုဂူဂျူတယောက်လူဖီရဲ့လူရှိပိုစတာကိုကြည့်ရင်သူ့ကိုယ်သူအချိန်ဖြုံးနေရကြနေပြီဆိုပြီးဒေါသထွက်နေပါရီ။အဲဒီနောက်မှာတော့သူကရှီလန်းချိုးစတင်လိုက်ပြီးဘမ်မီရော်စီကိုဦးတီကထွက်လာခဲ့ပါတယ်ဒီလိုနဲ့လန်ဒင်ညာရောက်မှတော့သူ့ရှေ့မှာပိတ်ရက်နေတဲ့ဒန်ဂျီရိုးဖွဲ့ကိုရုတ်တရက်တွေ့ရှိလိုက်ရတာကသူကလမ်းဖဲ့ပေးဖို့ပြောနေခဲ့တာပါ ဒါပေမဲ့ဒန်ဂျီရိုကမင်းရဲ့ပုံစံကြည့်ရတာအပြင်ဘက်ကဘာကလူဖီရဲ့ရန်သူပုံစံပေါက်တယ်ဆိုပြီးလမ်းပြောလိုက်တာကြောင့်ရိုဂူဂျူတယောက်ကြောင်းသွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ရိုဂူဂျူကမင်းကအပြင်ဘက်ကဘာအကြောင်းကိုသိတာလားဆိုပြီးဒန်ဂျီရိုကိုလမ်းမိပါတယ်။အဲဒီချိန်ရိုက်ဇိုကသူ့ရဲ့လက်နက်ပုံနဲ့လမ်းပစ်လိုက်ပြီးစတင်တိုက်ခိုက်လိုက်ပါတယ်။ဒါပေမဲ့ကန်ဆိုးစွာနေပဲရိုဂူဂျူကရှောင်းတိန်လိုက်ပြီးတဆက်ထဲမှာပဲသူ့ကိုလိုက်တိုက်လာနေတဲ့ရှီနိုဘူကိုကန်ချပစ်လိုက်ပါတယ်။ဒါကိုမြင်တော့ခါပါမတ်ဆူကသူ့ရဲ့ကပါစတိုင်ကိုအသုံးပြုပြီး River of Retribution တိုက်ခွင့်နဲ့ Rookie Ju ကိုဝင်ပိုင်ပါတယ် ဒါပေမဲ့တိုက်ခိုက်မှုတွေအားလုံးကအချီးနှီးဖြစ်သွားခဲ့ရပြီးရိုက်ဇိုတယောက်ရိုဂီဂျူရဲ့အသစ်သားလက်တံနေနဲ့အချုံအောင်ခံလိုက်ရပါတယ်။ရိုဂီဂျူကတစ်ဖက်ကိုကြည့်ရင်ဒီကဘာကြီးကိုအုပ်စိုးတာကတန်နီရူချင်းနေပဲလို့ပြောပြလိုက်ကကဘာဆိုးရအဖွဲ့ထဲမှာမပါဝင်တဲ့မင်းတို့နိုင်ငံကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးလုံးဝအခွင့်အရေးမရှိတဲ့အရာလို့ဆိုပါတယ်။စကားဆုံးမှာတော့ရိုဂီဂျူကသူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုတစ်သားမိတ်စာအသွင်ကိုပြောင်းလဲပြလိုက်ပြီးသူကမိုရီမိုရီအသီးကိုစားထားတဲ့တောအုပ်လူသားပဲလို့ဆိုကမိတ်စာလိုက်ပါတယ်။နောက်ပြီးသူစားသုံးထားတဲ့အသီးကပင်လယ်နဲ့အတူနိုင်ရှင်မိမှမွေးဖွားလာတဲ့ လူကြီးရ type ဆိုပြီးကြွားဝါနေပါတယ်။ဒါကြောင့်သူ့အနေနဲ့သွားမယ့်တမ်းမှာလာရှုံးမဲ့သူမှန်သမျှကိုဒိုင်းမီတွေကနေလူတွေအကုန်လုံးကိုလည်းတေသားဆွမ်းကိုတုံးပြီးရှင်းထုတ်ပြတော့မှဖြစ်ကြောင်းအားလုံးကိုကြေညာလိုက်ပါတယ်။ဒါကိုကြတော့ Rise ကသူတို့ရဲ့ပြည်သူတွေကိုအထင်မသေးဖို့နဲ့သူတို့တွေရှိနေသူရဲ့နိုင်ငံကိုအကြမ်းဖက်မဲ့သူတွေဝင်ရောက်ခွင့်မပေးနိုင်ဘူးဆိုပြီးပြန်ပြောလိုက်ပါတယ်။ရူဂီဂျူကတော့ဘလို့ပဲဖြစ်ဖြစ်ကဘာကြီးရဲ့ငြိမ်းချမ်းမှုအတွက်ဆိုရင်တော့ဝါနူတိုင်းမိတွေကသူတွေကအသက်ပေးဆက်တဲ့ရင်ပေးဆက်ရမှာပဲဆိုပြီးပြန်ချေပါလိုက်ကသူ့ရဲ့လက်တံနေနဲ့စတင်တိုက်ခိုက်ပါရီ ဒါကြောင့်ဆာမူရိုင်းတွေကလည်းချက်ချင်းပဲရှောင်းတိန်လိုက်ရပြီးဗတ်ပေါင်းစုံကနေပြန်လဲခုခံနေရပါပြီ။အဲဒီအချိန်ယုဒိရဲ့ကောင်းကင်ဘော်ကနေရာမာတူတယောက်ခုံဆင်းလာခဲ့ပြီးသူ့ရဲ့တင်းမုတ်ကြီးနဲ့ရူဂီဂျူရဲ့ဥကောင်းတက်တဲ့ကိုအားရပါရထူချပြလိုက်ပါရီ။အဲဒီအချိန်တစ်ဖက်မှာလည်းရှန်နိုအဖွဲ့သားတွေကပင်လယ်ဧဂရီတယောက်ဖြစ်လာတဲ့လူဖီစီကိုအလဲသွားရအောင်ဆိုပြီးခေါင်းဆောင်ဖြစ်သူရှန်ကိုတိုင်ပင်နေပါရီ။ယာဆုပ်ကတော့သူ့အနေနဲ့အခုချိန်ထိဥဆုပ်နဲ့တွေ့ဖို့အတွက်အဆင်သင့်မဖြစ်သေးဘူးလို့ပြောနေခဲ့ချိန်တဖက်ကလူကလည်းကိစရဲကောင်ကိုတွေ့ရဖို့အတွက်ငါလည်းအဲ့လိုခံစားနေရတယ်လို့ထားပြောပါရီ။ အဲ့နောက်မှာတော့သူတို့အားလုံးကခေါင်းဆောင်ဖြစ်သူရှန်ငယ်မျက်နှာကိုလမ်းကြည့်လိုက်ကြပြီးဆုံးဖြတ်ချက်ကိုနားထောင်မှုဆုံးဖြတ်လိုက်ကြပါရီနောက်တစ်ခါမှာတော့ကဘာအစိုးရဒီမော်ရစီပေါ်မှာရှိတဲ့လူအချို့ကတဖက်ကလာနေတဲ့ရှန်ငယ်ရဲ့ဒီမော်ကိုကြည့်ကကြောက်လန့်နေပါရီရှန်ကတော့ဘလို့ပဲဖြစ်ဖြစ်လူဖီနဲ့တွေ့ရဖို့အတွက်ဆိုရင်ဘာကောင်းလာလာတီးမယ်ဆိုပြီးအမြောက်တွေနဲ့စတင်ပြစ်ခတ်ခိုင်းပါရီဒီလိုနဲ့ကဘာအစိုးရတင်မောနဲ့ Red Hair Shadow ရဲ့ဓမြအုပ်စုတင်မောကြောင့်အဆမပြပြစ်ခတ်မှုတွေဖြစ်ပွားလို့လာခဲ့ပါတယ်။နောက်တစ်ခါမှာတော့ Luffy တယောက်သူ့ရဲ့မျက်နှာကိုရှမ်းပုံစံအတိုင်းဖြစ်အောင်ဓာတ်နဲ့ချစ်ဖို့စူးစမ်းနေတာပါ။ ဒါကိုမြင်တော့ရှန်ကအားရပါးရနောက်ဆက်နေခဲ့ပြီးသူကမထေမထားတဲ့အချိန်လေးမှာလူဖီကသူ့မျက်နှာသူဒါနဲ့ချေချပလိုက်ပါရီဒီလိုနဲ့တလေးမှာတော့ရှန်တယောက်လူဖီကိုကယ်တင်ရင်းပေလန်မွန်စတာရဲ့ကိုက်ဖြတ်ခြင်းကိုခံလိုက်ရပြီးလက်တစ်ဖက်ပြတ်သွားခဲ့ရပါရီဒါရီအားလုံးကတော့အတိတ်ကဖြစ်ပျက်ခင်းသမျှအရာတွေဖြစ်ပြီးလက်ရှိအချိန်မှာတော့ရှန်ကသူ့လက်မောင်းသူကိုင်ရင်လူဖီတယောက်ယုံကိုဖြစ်လာတဲ့အပေါ်ပေးဆက်ရတာတန်းနေဆိုတဲ့မျက်နှာပြင်းနဲ့ပြုံနေပါရီဒီမောင်းရတဲ့နေရာမှာတော့တပ်သားတို့ကလူဖီဆိုတဲ့ကောင်ကမကောင်းဆိုးအများတော်ကောင်လိုပဲတောင်းကျနေရတဲ့သူဆိုပြီးပြောနေကြပါရီ ။နောက်ပြီးအဲ့လိုကောင်မျိုးပင်လယ်ဧကရာဖြစ်လာတာကတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်ဆိုပြီးလဲတရားတော်ပေါ်ပြောဆိုနေတာပါ။တစ်ဖက်မှာလဲယာဆုပ်တို့ကရှန်ကိုလူဖီစီကိုတွားရောက်ဖို့အတွက်လန်တောင်းဆိုပါရီ။ဒါပေမဲ့ရှန်ကတော့သူ့အနေနဲ့လူဖီကိုတွေးဖို့အစီအစဉ်မရှိသေးကြောင်းပြန်ပြောလိုက်ပြီးလောလောဆယ်သူရဲ့ပိုင်နဲ့ထဲမှာဘာတွေဖြစ်နေတယ်ထင်လဲလို့လှမ်းမိလိုက်ပါရီ။ရောက်ကတော့သူတို့ပိုင်းနဲ့ထဲကိုဝင်ရှုံနေတဲ့ကောင်ကဘာတူဘာဆူလာဆိုတဲ့ကောင်ဖြစ်ပြီးအဲဒီကောင်ကလူဖီရဲ့ဖန်ကြီးစားလို့ဆိုပါရီ။နောက်ပြီးအဲဒီငမွေတို့ကောင်ကသူတို့ပိုင်းနဲ့ထဲကရှန်ကြီးရဲ့အလံကိုတော့မီးရှို့ဖျက်ဆီးပြီးတော့လူဖီရဲ့လံကိုချိတ်ဆွဲခဲ့ကြအောင်ရှင်းပြနေပါရီ အဲဒီတော့ကပြည်သူချိုးကဓာတ်နေကြတာတော့မှအဲဒီဘာတိုလိုမီယိုဆိုတဲ့လန်သေးရဲကောင်ကပေလေအီဂရီလဲရီးပဲဆိုပြီးမျိုးတွေကသူတွေကိုပြန်ရန်တွေးခဲ့တယ်ဆိုပြီးပြောပြတိုင်းကြားနေပါတော့တယ်။စကားဆုံးမှာတော့ရှန်ကတကယ်လို့သာသူသာအဲ့ဒီအတိုင်းလူဖီရဲ့ဖန်ပွားရေးကိုပြစ်ထားလိုက်မယ်ဆိုရင်လူတွေရဲ့ယုံကြည်မှုသူ့အပေါ်ကျဆင်းသွားမယ်လို့ဆိုပါရီ။နောက်တစ်ခါမှာတော့အာဂိုင်နုနဲ့ခီဇာရူတို့ကကဘာညီလာခံအစည်းအဝေးကြီးကိုဝင်ရောက်မှွေနောက်သွားပြီးစာပွဲသတင်းကိုနားထောင်နေပါရီ။နောက်ပြီးအဲ့လိုဝေနောက်ယုံနေမှာပဲနဲ့ကူမာကိုလည်းပဲလွတ်အောင်လုပ်ပြီးထွက်ပြေးသွားကြောင်းသိရပါရည် ကီဇာရူကတော့ဘီအန်ဂျီကော်ပိုရာတက်ခံပြီးရတဲ့နောက်ပိုင်းမင်းသမီး VV ပျောက်သွားတဲ့ကိစ္စကရောဆိုပြီးမေးမြန်းနေတာပါဒါကြောင့်တက်သားက Holy Night တွေရောက်လာပြီးကြတဲ့ကဒီကိစ္စတွေအားလုံးနဲ့ရှုပ်ထွေးသွားကြတာဆိုပြီးပြန်လည်ရှင်းပြလိုက်ပါရစေ။အစိုးဆုံးရောက်ကတော့ကဘာပေါ်မှာရှိတဲ့နိုင်ငံတော်တော်များများကလူတွေကတော်လိုင်းတက်ကောင်းဆောင်တူဦးဖြစ်တဲ့စာဘူဆရဲကောင်ကိုနတ်ဖျားတစ်ပါးလို့ကူးကွယ်နေကြတာလို့ထားပြောလိုက်ပါရစေ။ အဲဒီအချိန်တစ်ဖက်မှာတော့ရာမာဒူရဲ့တိုက်ခိုက်ခြင်းကိုခံလိုက်ရတယ်။ရိုဂီယူဂျူတယောက်မင်းရဲ့ဟာဂီအစွမ်းကကျန်းလာကြည်လားဆိုပြီးချီးကျူးနေပါတယ်။ဒီလိုနဲ့တိုက်ပွဲတွေကိုငကားသွင်ပြောင်းလဲထားတဲ့မိုမိုနိုဆူကေကပါရောက်ရှိလာပြီးသူ့ရဲ့ဘလတ်စပရီနဲ့တိုက်ခိုက်ဖို့အတွက်လုပ်ပေမဲ့ကမောက်ကမဖြစ်ပြီးလဲကျသွားပါတယ်။ဒါကိုလည်းမလျှော့ကျင်သေးတဲ့မိုမိုနိုဆူကေကချက်ချင်းပဲပြန်ထားလိုက်ပြီးရိုဂီယူဂျူကိုမြန်မာလူကြီးဖက်ကြိုက်ပါရီဒါကြောင့်မလို့ရိုဂီယူဂျူကသူ့ရဲ့တစ်သားလက်တန်နေနဲ့မိုမိုနိုဆူကေကိုထိန်းချုပ်ပြလိုက်ပြီးပြန်လဲခုခံပါရီ နောက်တစ်ခါမှတော့အာဂိုင်နူတယောက်ဆိုးရွားတဲ့ခင်မှာရေတပ်ဗိုလ်ချုပ်တယောက်ဖြစ်လာခဲ့တာပဲဆိုပြီးပင်လယ်ပြင်ကိုကြည်ရင်ပြောနေပါတယ်။တစားထဲမှာပဲသူကအားပြန်တင်လိုက်ပြီးဘယ်တမျှလာလာတီးရမှာကသူ့တာဝန်ပဲလို့ဆိုပြီးကြွေးကြော်လိုက်ပါတယ်။တစ်ဖက်မှာလည်းရှန်ကအရက်ခွက်ကိုအားရဘာရမောချလိုက်ရင်ဘန်ဘိုက်မန်ကိုသူတို့အနေနဲ့ One Piece ကိုသွားယူဖို့ချိန်တန်နေပြီဆိုပြီးပြောနေခဲ့ကဇာလန်နီကလည်းဒီမှာပဲတခန်းရက်လို့သွားခဲ့ပြန်ပါတယ်။အပိုင်းထောင်ရှိစနေရဲ့အဆောက်မှာတော့နာမီရိုကတနင်္လာမှာထိုင်ပြီးမုံတွေကိုအားရပါးရစားနေပါရီ ဦးတမောင်ကတော့ဗန်းသီးချိုချင်နှလုံးကိုဂိုက်စားနေပြီးချောပါကတော့သူ့အကြိုက်ငှက်တိုင်းမုံကိုတွေ့နေပါရီပြီးတော့သူကဒါကကောင်းလိုက်တာလို့ဂျင်းနှဲစွာနေပြောနေခဲ့ပါရီနာမီကဦးတမောင်ကိုစားလို့ကောင်းလာလို့မိလိုက်တော့ဦးတမောင်ကဒါကရန်ကိုကောင်းနေလို့ပြန်ပြောခဲ့တာပါအဲဒီနောက်မှာတော့နာမီကဇူးစ်ကိုငှက်တိုင်းမုံကိုမင်းရောစားကြည့်ကြလားလို့မိလိုက်ပြီးကြွေးလိုက်ပါရီဒါကြောင့်မလို့ဇူးစ်ကစားကြည့်လိုက်ပြီးသူကနာမီကို blackberry ကပိုကောင်းတယ်လို့ပြောလိုက်ပါရီအဲဒီနောက်မှာတော့ဦးစုပ်ကနာမီတို့ကိုရှင်နားမှာရေခဲချင်းဆိုင်တွေ့ထားတယ်လို့ပြောလိုက်ပြီးဒါကိုကြတော့ချောပါကလိုက်သွားကဦးတမောင်ကလည်းသူမလည်းစားကြည့်ခြင်းတယ်လို့ပြောလိုက်ပါရီ ပြီးတော့နာမီကိုအမြန်သွားခေါ်ဖို့ပြောလိုက်တယ်။အဲဒီအချိန်တစ်ဖက်မှာတော့မိုမိုကရေတပ်ဗိုလ်ချုပ်ရဲ့ဖမ်းဆီးခြင်းကိုခံထားရပါတယ်။ရေတပ်ဗိုလ်ချုပ်ကမိုမိုကိုသူ့ရဲ့နယ်ပယ်နေနဲ့ရစ်ပတ်ထားခဲ့ပြီးဒန်ဂျီရိုတို့ကလည်းမိုမိုကိုကူညီဖို့ကြိုးစားနေတာပါ။ဒါပေမဲ့အဲ့ဒီနယ်ပယ်နေကထပ်ပြီးထွက်မလာတာကြောင့်သူတို့ကအခက်အခဲတွေ့နေရပါတယ်။ဒန်ဂျီရိုကသူ့စီကိုဝင်လာနေတဲ့နယ်ပယ်နေကိုဓာတ်နဲ့ခုတ်ဖြတ်နေပြီးဓာရီကတော်လေးကိုအာရုံနောက်ဆရာပဲလို့ပြောနေခဲ့ပါတယ်။အဲ့ဒီအချိန်ရာမာတူကတော့မိုမိုကိုသွားခဲ့ဖို့လုပ်ပေးမယ်မိုမိုကတော့ရာမာတူကိုမချနိုင်လို့ပြောလိုက်ပြီးဝေမကူဖို့အတွက်ပြောသွားတယ် ဒါကိုကြတော့ရာမာတို့ကကြောင်းသွားခဲ့ပြီးမိုမိုရဲ့စကားကိုနားမလည်ဖြစ်နေပါရီတဖက်မှာလည်းရေတပ်ဗိုလ်ချုပ်ကမိုမိုတို့ကိုတိုက်ခိုက်နေရတယ်တော်လောက်ပြီလို့ပြောလိုက်ပြီးလူဖီကိုသာခေါ်လာခဲ့လို့ပြောလိုက်ကမိုမိုကိုလက်သီးနဲ့ထိုးနေပါရီအဲ့ချိန်ရိုက်ဆိုကပြေးဝင်လာပြီးသူ့ရဲ့ဂျူစုကိုတုံးကရေတပ်ဗိုလ်ချုပ်ကိုမိရီနဲ့လောင်ကျွမ်းသွားအောင်လုပ်ပြလိုက်ပါရီရိုက်ဆိုစီကမိရီကြောင့်ဗိုလ်ချုပ်ကအော်ဟစ်နေပြီးရိုက်ဆိုကတော့သူ့ကိုလောင်ကျွမ်းသွားစမ်းလို့ပြောနေခဲ့တာပါဒါကိုကြည့်ကခြားသူတွေကလည်းအောင်မြင်သွားတာလားလို့မေးနေပါရီအဲ့ချိန်ရေတပ်ဗိုလ်ချုပ်ကတော့ဟန်ဆောင်နေရာကိုရက်လိုက်ပြီးရိုက်ဆိုရဲ့မိရီကိုအလွယ်လေးနှိမ်ပစ်လိုက်ပါရီ ပြီးတော့သူက Rizo ကိုနွယ်ပင်နေနဲ့တိုက်ခိုက်လိုက်ပြီးဒီလောက်တော့အဆင်မရှိဘဲနဲ့ရေတပ်ပို့ချုပ်ကိုဘလို့များအနိုင်ယူမလဲလို့မိလိုက်ပါရီအဲ့နောက်သူကမင်းတို့ကသဘာဝတရားနဲ့မတည့်ဘူးပဲလို့ပြောလိုက်ပြီးသဘာဝအတွက်အဓိကလိုအပ်တာကရေပဲလို့ပြောလိုက်က Rizo ရဲ့ခန္ဓာကိုယ်တွေကရေဒီအားလုံးကိုဆောက်ယူလိုက်ပါရီဒါကြောင့်မလို့ Rizo တရားပိန်ချုံချသွားပြီးဒါကိုမင်းတို့ဒန်ဂျီရိုကရေတပ်ပို့ချုပ်ကိုပြေးဝင်တိုက်ခိုက်ပါရီဒါပေမဲ့သူကလည်းပဲနွယ်ဂျူရီနဲ့ဖမ်းခံခဲ့ရပါရီအဲ့နောက်မှာတော့ယာမာတိုတို့ကရေတပ်ပို့ချုပ်ရဲ့နွယ်ပင်တွေကြောင့်တယောက်ပြီးတယောက်ဖမ်းခံခဲ့ရပါတော့တယ် အဲဒီချိန်ရော်ဘင်ကတော့ဆူကီယာကီနဲ့အတူမြေရောက်ခန်းလေးကိုလိုက်သွားဖို့လုပ်နေတာပါခနာကြောင်မှာတော့သူတို့ရဲ့နေရာကိုလောကရောက်ရှိလာပါတယ်ဒါကိုမြင်တော့ရော်ဘင်ကရှင်ကားကျမဒီမှာဆိုတာကိုဘလို့တီးသွားတာလဲလို့မေးလိုက်ပါတယ်ဒါကိုကြားတော့လော်တယောက်တခြားလူတွေနဲ့အတူတူရှိမနေလို့တန်တရားဝင်သွားတာလို့ပြောလိုက်ပါတယ်ပြီးတော့လောကရော်ဘင်ကိုသူကနောက်ရောက်ခန်းလိုက်နေရတဲ့လူမျိုးမဟုတ်ဘူးလို့ပြောလိုက်ပါတယ်အဲဒီချိန်ဆူကီယာကီကသူတို့ကိုသွားကြမလားလို့မေးလိုက်တယ်အဲ့နောက်မှာတော့သူတို့ကဆူကီယာကီရဲ့နောက်ကနေလိုက်သွားခဲ့ကြပြီးမတ်ဆောက်တဲ့လေကားတွေကြောင့်ဆူကီယာကီကတော့ချော်ချမယ်လို့သတိပေးနေပါရီ ပြီးတော့ဇူဂီယာကီကအောက်ကိုဆင်းလာနေရင်သူကဒီလမ်းကြောင်းကိုဂိုင်ရိုနဲ့အိုရိုချီကိုမပြောပြခဲ့ဘူးလို့ပြောလိုက်ပါတယ်။ဘာလို့လဲဆိုတော့သူတို့ရဲ့ပါတနာငါးလူသားတယောက်ဖြစ်နေခဲ့လို့ပါ။ပြီးတော့ရော်ဘင်ကအံ့ဩသွားပါတယ်။သူမကဘာလို့ငါးလူသားလဲလို့မေးလိုက်တော့ဇူဂီယာကီကမသိဘူးပဲလို့ပြန်ဖြေလိုက်ပါတယ်။အဲဒီနောက်မှာတော့ဆားရှောက်လာကြရင်လောကဘလောက်ထိသွားရအောင်မလဲလို့မေးနေခဲ့ပါတယ်။ဒါကိုကြတော့ဇူဂီယာကီကဒါကဒီလိုရှိတယ်လို့ပြောပြနေခဲ့ပါတယ်။အဲ့ချင်ရော်ဘင်ကတော့တစ်ဖက်ကနေထွက်လာတယ်။နေလင်းရောင်နေကြောင်းလောကဒါကဘယ်ကနေလာတဲ့အလင်းရောင်လဲလို့မေးလိုက်ပါတယ်။ ဒါကိုကြတော့ဆူကီယာကီကဒါကဖန်နှုံးနေထဲထားတာပဲလို့ပြောလိုက်ပြီးသိချင်သွားကြည့်ဖို့အတွက်ပြောပါရီဒါကြောင့်မလို့ရော်ဘင်ကသွားကြည့်ဖို့လုပ်ပေးမယ်လောကတော့စိတ်မဝင်စားသလိုလုပ်နေပါရီအဲဒါကြောင့်မလို့ရော်ဘင်ကတယောက်တည်းသွားကြည့်နေပါရီဒါပေမဲ့သိမကြခင်မှာပဲလောကလည်းရော်ဘင်ရဲ့နားကိုလိုက်လာပြီးဆက်ဆူနေပါရီဒါကြောင့်မလို့ရော်ဘင်ကလောကိုလူလိန်ကြီးလို့ပြောပြလိုက်ပါရီအဲဒီချိန်ဆူကီယာကီကတော့ရော်ဘင်တို့ကိုအပြင်ဘက်ကိုတရားကြည့်ဖို့အတွက်ပြောလိုက်တာကြောင့်နှစ်ယောက်သားပြူးကြောင်ပြီးကြည့်နေပါရီအဲဒီနောက်သူတို့ကရေထဲမှာရှိနေတဲ့အဆောက်အဦတွေကိုမြင်လိုက်ရလို့အံ့ဩနေပြီး ရော်ဘင်ကတော့ဒါကရေအောက်ကဝါနိုဒေတာလာလို့မိလိုက်ပါတယ်။ဒါကိုကြတော့ဆူကီယာကီကအခုသူတို့ရေအောက်ကိုရောက်နေတာဖြစ်ပြီးဒါကလွန်ခဲ့တဲ့နှစ်၈၀၀လောက်ကဝါနိုဒေတာပဲလို့ပြောလိုက်ပါတယ်။ဒါကိုကြတော့လောကလွန်ခဲ့တဲ့နှစ်၈၀၀ဟုတ်လားလို့မိလိုက်တော့ဆူကီယာကီကကြားတဲ့အတိုင်းပဲလို့ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့ဆူကီယာကီကလောရိုကိုအရင်တုန်းကဝါနိုတိုင်းပြည်ကဖူဂျီယာမာတောင်ကြီးမှာပဲလို့ပြောလိုက်တယ်။အဲဒီတုန်းကလူတွေကကြီးမားတဲ့ဒတိုင်းတွေကိုစောက်ခဲ့ကြပြီးဒါပေမဲ့မိုးရေတွေကဆူလာတဲ့အခါမှာဒိုင်းမီကရေအောက်ကိုရောက်သွားခဲ့ပါတယ်။ ဒါကြောင့်မလို့လူတွေကနေလို့မရတဲ့ဒေသကိုစွန့်ခွာပြီးတောင်မော်ဒေသမှာဝါနိုဒေသအသစ်ကိုတည်ထားခဲ့တယ်လို့ပြောပြလိုက်ပါရီ။ဒါကိုကြတော့အခုဝါနိုတိုင်းပြည်လားလို့မေးလိုက်တယ်။အဲဒီနောက်မှာတော့သူတို့ကအနေငယ်ဆက်သွားပြီးခဏကြတော့ဆူဂီယာကီကတနေရာမှာရက်လိုက်ပါရီ။ပြီးတော့သူကရော်ဘင်တို့ကိုရောက်ပြီးလို့ဆိုတာတကားကိုဖွင့်ပြလိုက်ပါရီ။အဲဒီထဲမှာတော့အနီယောင်ပိုနီကလစ်ကိုသူမတို့ကတွေ့လိုက်ရပြီးရော်ဘင်ကတော့ကြောက်စာတွေကိုဖတ်ကြည့်နေတာကဒါက၃ခုမြောက်ပဲလို့ပြောလိုက်ပါရီ။နောက်ပြီးနောက်တစ်ခုသာရမယ်ဆိုလို့ရှိရင် Love Day ကျုံးကိုရပြီဆိုပြီးလည်းပြောလိုက်ပါရီ။ အဲ့ချိန်ဇူကီယာကီကရေရောက်ကဘာထဲမှာဒါနာယီလာလည်းနဲ့ရှိတယ်လို့ပြောပြလိုက်ပြီးဒါပေမဲ့သူကအဲ့ဒါကိုမမြင်ဘူးတာကြောင့်ပြလို့မဖြစ်ဘူးလို့ပြောလိုက်ပါတယ်။ဒါကိုကြားတော့လော်ရူကအန်အောနေပြီးသူကဒါနာယီလာလည်းနဲ့လာလို့မိလိုက်တော့ဇူကီယာကီကခေါင်းငြိမ်ပြခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီလက်နက်ကဒတိုင်းကြီးရဲ့အောက်မှာပဲလို့ပြောလိုက်ပြီးလက်နက်ကိုယူဖို့ဆိုရင်ဒီဒတိုင်းကြီးတွေကိုဖြိုချရမယ်လို့ပြောလိုက်ပါတယ်။ဒါကဝါနိုတိုင်းမီကိုဖွင့်တဲ့နည်းပဲလို့ပြောပြလိုက်တယ်။တကယ်လို့သူတို့ကဝါနိုတိုင်းမီကိုဖွင့်ညင်လို့ရှိရင်ဒတိုင်းကိုဖြိုဖြတ်ပြီးလက်နက်ကိုယူမရမယ်လို့ပြောလိုက်ပါတယ်။ ။ဒါကိုကြတော့ Robin ကဒါသာတကယ်ဆိုလို့ရှိရင် Oran ကဘာဖြစ်လို့ Wanudita ကိုဖွင့်ညင်လာလဲလို့မေးလိုက်ပါရီ။ Sugiyaki ကတော့ဒါကရှိုးကန်းနေလက်ထက်အစင်စင်လက်စင်ကန်းလာတာပဲလို့ပြောလိုက်ပြီး Oran ကနိုင်ငံရဲ့ခြားကနေဘာတွေတင်ယူလာခဲ့လဲမသိဘူးလို့ပြောပြပါရီ။ဘာလို့လဲဆိုတော့ Oran ကသူမသိခင် Wanudita ကိုဒုတအောင် လုပ်မယ်ဆိုပြီးတော့ပြောနေခဲ့လို့ပါ။တစ်ဖက်မှာတော့ဘေဘူကမုံနေကိုစားနေပြီးသူကကောင်းတယ်လို့ပြောနေခဲ့ပါရီ။အဲဒီချိန်ကီလာကတော့ခောက်ဆွဲတွေကိုစားနေပါရီ။ခဏကြာတော့လော်ရဲလူနှစ်ယောက်ကမူးမူးလေးနဲ့ရောက်လာပြီးဘေဘိုကိုရှီနာကရေခဲချစ်ဆိုင်တွေ့တယ်လို့သတင်းပေးလိုက်ပါရီ။ ါကိုကြတော့ဘေဘူကလေးအားရပါးရထွက်သွားခဲ့ပါသည်အဲ့ဒီချိန်မမူကတော့ရေတပ်ဗိုလ်ချုပ်ရဲ့တိုက်ခိုက်မှုကြောင့်လွင့်ထွက်နေခဲ့ပါသည်အဲ့နောက်ရေတပ်ဗိုလ်ချုပ်ကမမူကိုမင်းကူးထိသဘောမပေါက်သေးဘူးလားလို့ပြောလိုက်ပြီးတကယ်လို့ကိုက်တူသားရှိနေခဲ့မယ်ဆိုလို့ရှိရင် "तू ကဒီနေရာကိုလာရဲမှမဟုတ်ဘူး"လို့ပြောလိုက်ပါသည်ပြီးတော့ရေတပ်ဗိုလ်ချုပ်ကမိုမိုကိုသူ့ကိုလူဖီကိုခေါ်ပေးဖို့နဲ့လူဖီရဲ့ခေါင်းကူသာရလို့ရှိရင်သူကအေးအေးဆေးဆေးပြန်မာပါလို့ပြောလိုက်ပါရီ။ဒါကိုကြတော့ရာမာတူကမိုမိုကိုလူဖီနဲ့တခြားသူတွေကိုခေါ်လိုက်ဖို့အတွက်ပြောပြီးသူတို့သာဆိုရင်ဒီလူကိုမနိုင်စရာမရှိဘူးလို့ပြောလိုက်ပါရီ။ တာကိုကြတော့မမိုကခေါင်းကိုရမ်းပြစ်လိုက်ပြီးသူကရာမာတိုကိုလည်းအဲ့လိုလုပ်လို့မဖြစ်ဘူးလို့ပြောလိုက်ကမင်းလည်းဝေမကူပေးပဲနဲ့လို့ပြောလိုက်ပါရင်မမိုကရာမာတိုကိုမင်းကအိုနီကာရှိမာမာအချင်းချခံခဲ့ရတဲ့နေ့ရက်တွေကလွန်သွားပြီလို့ပြောလိုက်ပြီးရာမာတိုကိုကောင်းကောင်းလိုက်ဖို့မယ်လို့ပြောလိုက်ပါရင်ပြီးတော့မမိုကသူတခြားလုံးလူဖီနဲ့ဆိုလိုရုပ်ကိုပဲအားကိုးပြီးနေလာခဲ့ရတာလို့ပြောလိုက်ပြီးအခုသူကအားကိုးရမယ့်အချိန်ပဲလို့ပြောလိုက်ပါရင်ဒါအပြင်မမိုကအမြဲတမ်းထွက်သွားမယ့်သူကိုအားကိုးနေလို့မရဘူးလို့ပြောလိုက်ပါရင် သူတို့တွေကထွက်သွားတော့မဲ့သူတွေဖြစ်ပြီးသူ့ကိုပဲအားကိုးနေပြီးသူကိုယ်တိုင်မမမတိုက်ခိုက်နိုင်ဘူးဆိုလို့ရှိရင်တော့ဝါနိုတိုင်းမျိုးကိုဘယ်လိုကာကွယ်ရမလဲလို့ပြောလိုက်ပါရီဒါကိုကြတော့ဒန်ဂျီရိုကပြုံးနေပြီးယာမာတို့ကလည်းမမူရဲ့သဘောထားကိုသဘောပေါက်သွားပါရီအဲ့နောက်မှာတော့မမူကရေတပ်ဗိုလ်ချုပ်ကိုမီရီနဲ့မှုတ်ကတိုက်ခိုက်ဖို့လုပ်လိုက်ပေမယ့်မီကထွက်မလာပဲအငွေ့တွေသာထွက်လာနေပါရီဒါကိုမြင်တော့မမူကစိတ်ညစ်နေပြီးသူကဘာလို့ထွက်မလာရတာလဲလို့အော်နေကထွက်လာစမ်းမဆိုပြီးလဲအော်ပြောနေပါရီဒါကိုကြည့်ကရေတပ်ဗိုလ်ချုပ်ကတော့စိတ်ပြတ်နေပြီးသူကမမူကိုဒီကောင်ကဘာကလေးလဲလို့ပြောလိုက်ပါရီ ဒါအပြင်ရေတပ်ဗိုလ်ချုပ်ကသူ့ဘဝမှာဒီလောက်သနာစရာကောင်းတဲ့နေရာရှိတယ်လို့တော့မသိဘူးလို့ပြောလိုက်ပါတယ်။အဲဒီနောက်သူကမိုးမိုးကိုနွယ်ပင်နေတဲ့တိုက်ခိုက်ဖို့လုပ်ပြီးဘယ်တော့မှမရှိခဲ့တယ်လို့မျိုးအေးအေးဆေးဆေးပျောက်ကွယ်သွားနေဖို့အတွက်ပြောလိုက်ပါတယ်။ဒါကမြင်တော့အလုံးကလေးလန့်သွားခဲ့ကြပါတယ်။မိုးမိုးကလည်းပဲသူ့ရဲ့မိတော့တွေကိုထွက်လာအောင်တဲတန်ကြိုးစားနေရပါတယ်။ဒန်ဂျီရိုတယောက်ကလည်းမိုးမိုးကိုကူပေးချင်နေခဲ့ပေမဲ့အရှုတ်ခံနေရလို့တော့ပွားနေပါတယ်။အဲဒီအချိန်မိုးမိုးကလည်းပြာနေပြီးခဏကြာတော့လူဖီကဒါကိုကြည့်ကပြောလိုက်ပြီးတော့သူကမိုးမိုးလို့ခေါ်လိုက်ပါတယ်။ လူဗီရဲ့တံကိုကြားလိုက်ရတဲ့ခဏမှာပဲမိုမိုရဲ့ပစက်ထဲကနေပြီးတော့မိတော့ကြီးတွေထွက်လာပြီးရေတပ်ဗိုလ်ချုပ်ကိုတိုက်ခိုက်ပစ်လိုက်ပါတယ်။နာကျင်သွားတဲ့ဗိုလ်ချုပ်ကလည်းပဲဖမ်းတဲ့သူတွေကိုလွတ်ချပစ်လိုက်ပြီးမိုမိုကတော့သူ့ကိုထွက်သွားဖို့အတွက်ပြောလိုက်ပါတယ်။ဒန်ဂျီရိုကလည်းမိုမိုအတွက်ဂုဏ်ယူနေပြီးခါဝါမတ်ဆူကတော့မိုမိုအနေနဲ့ပြစ်မှတ်ကိုမတည်သေးဘူးလို့ပြောလိုက်ပါတယ်။အဲ့နောက်မှာတော့ရေတပ်ဗိုလ်ချုပ်ကပြန်ထလာခဲ့ပေမဲ့ရှန်ကသူ့ရဲ့ဓာတ်ကိုထုတ်လိုက်ပြီးဟာဂီရီကိုထုတ်လွှတ်လိုက်ကရေတပ်ဗိုလ်ချုပ်ကိုဖမ်းထားလိုက်ပါရီ။ဒါကြောင့်မလို့ဗိုလ်ချုပ်ကလန့်သွားချင်းရှန်ကတော့ တို့ကိုခေတ်တက်ကိုရောက်သွားမှအဲ့လောက်ထိကြောက်နေရလားလို့ပြောလိုက်တာကြောင့်ဗိုလ်ချုပ်ကထွက်သွားခဲ့ပါတယ်။ရှန်ကောက်ကူပြလိုက်တာကိုမသိတဲ့ယာမာတိုတို့ကတော့မုံမိုကိုမင်းလုံးနိုင်နေပြီလို့ပြောလိုက်ပါတယ်။လူဗီကလည်းဒါကိုအပေါ်ကနေကြည့်နေပြီးပြောနေခဲ့ပါတယ်။အဲ့ချိန်ရေတဲသိမ်းမော့ကလည်းပြန်လဲထွက်သွားပြီးတော့ဇလန်လီကလည်းဒီမာရီမဲတခန်းညက်သွားခဲ့ပြန်ပါတယ်။